အားလုံးပဲမင်္ဂလာပါနောက်ဆုံးရအပြောင်းရွှေ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ပွဲစုံရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့ရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းတွေမှာ Manchester United နဲ့ Chelsea တို့ရဲ့အပြောင်းရွှေ့သတင်းလေးတစ်ခုပါဒီနှစ်သင်းဟာသူတို့ရဲ့ကစားသမားတွေဖြစ်တဲ့ Ngonku နဲ့ Garnacho ကိုအပြန်အလှန်ရောင်းချဖို့စီစဉ်ထားကြပါတယ်အခုလောလောဆယ်အထိတော့ကစားသမားနှစ်ယောက်အတွက်နှစ်သင်းကြားဆွေးနွေးမှုတော့မရှိသေးပါဘူး Chelsea အနေနဲ့လည်း Garnacho ကိုသူတို့ရဲ့ပြစ်မှတ်တောင်းပန်တိုက်စစ်ကစားသမား၄ယောက်ထဲမှာထည့်သွင်းထားတယ်လို့လည်းသိရပါတယ်ဒီကစားသမားနှစ်ဦးလုံးကသက်ဆိုင်ရာအသင်းတွေကနေ လက်ရှိအပြောင်းရွှေ့ကာလမှာထွက်ခွာခြင်းနေရာလည်းဖြစ်ပြီးနှစ်သင်းကြားတိုက်ရိုက်အလဲထံမျိုးတော့မဖြစ်နိုင်ဘူးလို့ဖာရီဇီယိုကဖော်ပြထားပါတယ်။မန်ယူနိုက်တက်အနေနဲ့အန်ဗူမူအတွက်နောက်ထပ်ကမ်းလှမ်းမှုဖြစ်တဲ့ပေါင်တန်း60နဲ့အတူအရခေါ်ယူဖို့ကြိုးစားနေတော့မှာပဲနောက်ထပ် second striker တယောက်ကိုထပ်လက်အလိုရှိနေသေးရလည်းဖြစ်ပါတယ်။အဲ့ဒါမလို့အန်ဂွန်ဂူစိတ်ဝင်စားလာတဲ့သတင်းတွေလည်းထောက်လျှောက်တက်လာခဲ့ရပါချက်စီနဲ့ United တို့ဟာပြီးခဲ့တဲ့ဒီဇင်ဘာလတည်းကအန်ဂွန်ဂူအတွက်ဆွေးနွေးခဲ့ကြတယ်လို့ Fabrizio ကသူ့ရဲ့ ex လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ရတယ်တွေ့ရပါတယ်။ United နဲ့ချက်စီတို့ဟာ ကစားသမားအပြောင်းရွှေ့ရေးမှာနှစ်သိန်းကြား relation ကောင်းတဲ့အတင်းနှစ်သိန်းမလို့ဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးအပြောင်းရွှေ့ကိုစိတ်ဝင်စားကျွန်တော်တို့ဆက်လက်ဆောင်ကြည့်သွားရမှာပါ။ကဲပိတ်သက်တို့ရောဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲ။သုံးသပ်ပေးသွားကြပါအောင်ဗျ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။